င်္ဂလာပါရှင်2025ခုနှစ်မေလ10ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မမိုပါရှင်။ကြုံတိုးမြို့ကိုဝင်လာတဲ့စကားစတက်စစ်ကြောင်းကိုတိုက်ခိုက်မှုမှာခမရ43နှစ်တက်ကဒုတရင်မူဘုံမူစုံမင်းထအပါဝင်စစ်သား30ဝန်းကျင်တေဆုံးခဲ့ပါတယ်။ကမ္ဘာနိုင်ငံကြီးဆယ်နိုင်ငံမှာကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်ရှင်။တကုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုထမ်းဆင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ် မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်ခဲ့ပါတယ်။ရေထွက်ရာကိုစစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်လို့ပြည်သူ၁၀ဦးဒဏ်ရာရရှိခဲ့ပါတယ်။ပမောက်မှာ တိုက်ပွဲဖြစ်ပြီးအစံနေ၃ဦးသေဆုံးတာတအူးအရှင်ဖမ်းမိလိုက်ပါတယ်ရှင်။အမျိုးသားအကျိုးစီးပွားအတွက်လူအရင်ဘလို့အဖွဲ့စည်းနေမှဆိုတိတွေ့ဆက်ဆံမယ်လို့ဘင်္ဂလားဒေ့ရှ်ကပြောလာပါတယ်။ဒီသတင်းနဲ့နှတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပရမဆောင် သတင်းတစ်ပုဒ်အနေနဲ့ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ကျုံတိုးမြို့နွားကြံကုန်ကျေးရွာအနီးကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာခမရ၄၃မှတက်ရည်မှုအပါအဝင်စစ်သား30ခန့်တေဆုံးခဲ့ကြောင်း Moon Liberation Army MLA အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဧပြီလ30ရက်နေ့နနက်9နာရီခန့်အချိန်ကစပြီးကျုံတိုးမြို့နွားကြံကုန်ကျေးရွာအနီးကိုအင်အား90ခန့်နဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာမှာနနက်10နာရီ ခန့်အချိန်ထိအပြန်အလှန်ပြစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှခမရ၄၃2တပ်ရင်းမှဒုတပ်ရင်းမူပုံမူစုံမင်းထအပါဝင်30ခန့်တေဆုံးခဲ့သဖြင့်စစ်ကြောင်းပြက်ကနှောက်ဆုတ်သွားကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကိုမွန်ကြီးလွတ်မြောက်ရေးတပ်တော် MLA အပြင်မွန်ကြီးတစ်ပါတီခွဲထွက် NMSP AD ပြန်လွှားစစ်ကြောင်း Liberation Battalion စစ်တောင်းစတဲ့ KNA ဥဆောင်တဲ့အခြားပူးပေါင်းတပ်တွေကတိုက်ခိုက်ချေမှုခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကတနင်္လာရနေ့တိုင်းကံယူတန်းစစ်ဌာနချုပ်လက်အောက်ခံတပ်များတပ်မ20တပ်မ44လက်အောက်ခံတပ်များဖြစ်တဲ့ခမရ138တိုင်းမရောခမရ132မုတ်တမခမရ432ပုတ်ပြင်စားတဲ့တရင်များမှာစစ်သားတွေပူးပေါင်းထားခြင်းဖြစ်ကြောင်းသိရပါဗျ။ ယနေ့ထိတိုက်ပွဲများဖြစ်ပွားလျက်ရှိနေတာကြောင့်ပြည်သူလူထုအနေနဲ့မိမိနေထိုင်ရာဒေသအနီးဝန်းကျင်မှာရှိတဲ့စစ်ရေးသတင်းတွေကိုနှာစွင်က စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေယာဉ်အန္တရာယ်ကိုကာကွယ်နိုင်ရေးကြိုတင်ပြင်ဆင်ထားကြရတဲ့လုံခြုံတဲ့နေရာတွေမှာသာနေထိုင်ပေးကြရန်တတိပေးတိုက်ထွန်းထားပါရဲ့ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရက၄နှစ်အတွင်းနိုင်ငံသားရေးနှီးလန့်အရာကမ္ဘာနိုင်ငံကြီးစေနိုင်ခံမှာ ကိုယ်စလဲတွေခန့်အပ်ထားရှိပြီးဖြစ်တယ်လို့မေလ၈ရက်နေ့မနက်ပိုင်းမှာ NUG နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ASEAN, Australia နိုင်ငံ, Just နိုင်ငံ, India နိုင်ငံ, Japan နိုင်ငံ, South Korea နိုင်ငံ, Norway နိုင်ငံ,ပြင်သစ်နိုင်ငံ, United Kingdom စတဲ့နိုင်ငံတွေမှာနိုင်ငံသားရေးနှီးလန်းတွေအရလုပ်ငန်းတာဝန်တွေကိုထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက် NUG ကိုယ်စလဲတွေခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ 2024ခုနှစ်ဇွန်လမှာတီမောဒီမိုကရက်တစ်သမရနိုင်ငံဒီလီမြို့တော်မှာပြည်အောင်စုသမရမြန်မာနိုင်ငံတော်တန်တမန်ဆိုင်ရာယုံကိုစတင်ဖွင့်လှစ်ခဲ့ပြီးဒုတိယအကြီးအကဲတအူးခန့်အပ်တာဝန်ပေးခဲ့ကြောင်းအမေရိကန်နိုင်ငံဝါရှင်တန် DC မှာလည်း NUG နိုင်ငံသားရေးဝန်ကြီးဌာနယုံကိုဖွင့်လှစ်ခဲ့ကြောင်းဖော်ပြထားပါတယ်ကုလသမဂ္ဂမျက်နှာစာမှာလည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တန်အမတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ကိုစားပြုခွင့်ရခဲ့ပြီးမြန်မာပြည်သူ လူထုရဲ့စစ်မှန်တဲ့အတန်ကိုကိုစားပြုကဝန်ကြီးဌာနရဲ့ရည်မှန်းချက်တွေအောင်မြင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသီးသီးနဲ့အမဲမပြတ်ထိတွေ့ဆောင်ရွက်နေတယ်လို့အသိပေးထားပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းတကုံမြို့တစ်အရှိပိုင်းမြို့နယ်မှာစစ်မှုထမ်းစစ်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့် ကျိုးဆွဲချအစုံစီရင်ခဲ့ကြောင်းဒေတာပြည်သူတွေကပြောပါတယ်။တကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမတ်ရှိရက်ကွက်ဗရုံမာလန်အမတ်424မြင်းဆောင်ခါမှာနေထိုင်တဲ့မောင်ကျော်ကိုကိုခန့်ကိုမေလအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်73အတွက်စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရတာပါ။အမတ်ရှိရက်ကွက်အုတ်ကြီးလာသိန်းရာအိမ်မူဝင်းမြင့်စစ်မှုထမ်းဆင့်ခေါ်ရေးခေါင်းဆောင်ဇော်လက်နဲ့အပေါင်းအပါတွေကမေလ၄ရက်နေ့ ညနေပိုင်းမှာကိုကျော်ကိုကိုခန့်ကိုလာခေါ်ခဲ့တယ်။မနက်ကျတော့ကျိုးဆွဲချသွားတာလို့ဒေတာပြည်သူတို့ကပြောပါတယ်။စစ်မှုထမ်းရန်စင့်ခေါ်မှုကြောင့်မိမိကိုကိုအဆုံးစီရင်သွားသူကိုကျော်ကိုကိုခန့်ရဲ့နာယီကိုမေလ9ရက်နေ့ညနေ3:00နာရီအချိန်မှာရေဝေတုတ်တောက်မှာတကြိုခဲ့ကြောင်းသိရပါတယ်။စစ်မှုထမ်းစင့်ခေါ်ခံရ၍မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်မှုကိုတကုံမြို့တဲ့အရှိပိုင်းမြို့နယ်အမတ်ရှိရက်ကအုတ်ချုပ်ရည်မှုလာတဲ့အဖွဲ့က စေးကြောင့်၍မိမိကိုယ်ကိုအဆုံးစီရင်တယ်လို့မဟုတ်မမှန်သတင်းတွေလွှင့်လျက်ရှိကြောင်းဒေတာပြည်သူတွေကပြောပါရယ်ရှင်။ဆက်လက်ပြီးမန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာကိုစစ်ကောင်စီကအထက်မှန်လေးချောင်းတိုက်ခိုက်ခဲ့ရာဒေတာကံပြည်သူ၁၀ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလင်းခရိုင်ပကဖသတင်းတာဝန်ခံကပြောပါရယ်။မေလာ9ရက်နေ့နေ့လယ်12နာရီခန့်မှာတတအူးလေတပ်ကနေ Jet Fighter ဒဇီးနဲ့လာရောက်ပုံကျဲတိုက်ခိုက်ခဲ့တာလို့လဲဆိုပါရယ်။ တေချောင်းတိုက်ခိုက်ခံရမှုမှာဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား9ဦးစုစုပေါင်း10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပါကဖသတင်းတာဝန်ခံကပြောပါတယ်စစ်ကောင်စီကတပိတ်ကျင်းကိုပြန်ထိုင်ခြင်းနဲ့အဲ့ဒါကြောင့်မို့ကျဲနေတာလို့ပြည်ဦးလင်ခရိုင်ပါကဖသတင်းတာဝန်ခံကပြောပါတယ်ကျေးရွာအလဲကလမ်းစုံအနီကိုပုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်နေအိမ်တွေလည်းပြက်စီးခဲ့တယ်လို့သိရပါတယ်ဒါပြင်မနေ့က လိတ်ကျတဲ့ဝါးချတော်ကြီးရွာကိုလည်းဘုံကျဲသွားတယ်လို့သိရပါတယ်။တပိတ်ချင်းမြို့နယ်ရေထွက်ရွာကိုဧပြီလ16ရက်နေ့ကစစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုမှာခလင်းငယ်အပါအဝင်ပြည်သူ30ကျော်သေဆုံးခဲ့ပါသေးတယ်။အဲဒီနောက်မှာလည်းမကြာခဏလေချောင်းတိုက်ခိုက်တာတွေလုပ်နေပြီးတပိတ်ချင်းမြို့နယ်9မိုင်ဘက်မှာလည်းစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဆိုပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့သခိုင်းတိုင်း မောက်မြို့နယ်မှာရှမ်းပြည်အမျိုးသားများတက်မတော် SN အနေနဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့တို့မေလ6ရက်နေ့မနက်8နာရီကျော်မှာတိုက်ပွဲဖြစ်ပွားခဲ့ရာ SN ရဲ့စက်ဖွဲ့ဝင်3ဦးသေဆုံးပြီး2ဦးအရှင်ဖမ်းမိခဲ့တယ်လို့ကတားခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်ဗမောက်မျိုးပေါ်ကနေထွက်ခွာလာတဲ့အင်အားတရာကျော်ပါ SND နဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာတည်ရင်လေထိမ့်ထုံနှမြေဖြစ်တဲ့နာယကာနဲ့စက်တော်ကျေးရွာအကြောင်းကိုဝင်ရောက်တိုက်ခိုက်ချိန်မှာ နိုင်ဝတ်အခန့်ကြိတ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တေဆုံးမှုက မျက်မြင်ပေါ့အလောင်းကိုတော့သူတို့ဆွဲသွားတယ်တိုက်ပွဲဖြစ်တဲ့နေရာမှာပမောက်နဲ့တမိုင်လောက်ပဲရှိမယ်လို့ကတားခရိုင် အမှတ်လေးတက်ရင်နဲ့နီးစပ်သူအမျိုးသားတအုပ်ကပြောပါတယ်အရှင်ဖမ်းမိသူမှာအသက်20ကျော်အရွယ် SNL တပ်ဖွဲ့ဝင်အမျိုးသားဖြစ်ပြီးလက်ရှိမှာသူ့ကိုစစ်ဆေးမေးမြန်းပြီးကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့အဲ့ဒီအမျိုးသားကပြောပါတယ် တိုက်ပွဲတွင်ကတားခရိုင်အမှတ်လေးတက်ရင်မှတပ်ဖွဲ့ဝင်2ဦးလဲလက်မောင်းကြီရှက်တိတံရရရှိခဲ့ပေမဲ့စိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် SNA နဲ့စက်ကောင်စီပူးပေါင်းတပ်တွေဟာတေဆုံချုပ်အလောင်းတွေကိုတည်ဆောင်ကဗမောက်မြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သူကဆက်ပြောထားပါတယ်။ဒါပြင်တော်လိုင်းရေးအဖွဲ့ဝင်တွေဘက်ကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တအူးလဲတေဆုံခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့မေလ3ရက်ကလည်းဖမောင်းမြို့နယ်မှာရှိတဲ့ကဒူးအမျိုးသားစာပေညီလာခံကျင်းပရာခမ်းမနဲ့စာတင်ကြောင်းဆောင်တွေကိုစစ်ကောင်စီက drone နဲ့ပုံကျဲတိုက်ခိုက်တာကြောင့်အဆောင်အုံတချို့ပျက်စီးခဲ့တယ်လို့သိရပါရဲ့ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အရခတ်တတော် AA နဲ့တီတွဲဆက်ဆံမှုအပေါ်မြန်မာစစ်ကောင်စီရဲ့ကန့်ကွက်မှုကို အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်က ပယ်ချခဲ့ပြီးဂျားပြတ်အစိုးရဟာအမျိုးသားအကျိုးစီးပွားအတွက်လိုအပ်ရင်ဘလို့အဖွဲ့မျိုးနဲ့မဆိုထိတွေ့ဆက်ဆံမယ်လို့ပြောကြားလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ဟာအထောက်အချာအာဏာပိုင်နိုင်ငံတစ်ခုပါ။ကျွန်တော်တို့လိုအပ်သူမှန်သမျှနဲ့တွေ့ပါမယ်။ကျွန်တော်တို့လွတ်လပ်သောနိုင်ငံခြားရေးမူဝါဒကို ချမှတ်ထားပြီးအဲ့ဒါကိုဖော်ဆောင်နေပါတယ်လို့သူကဆက်ပြောပါတယ်။မြန်မာစစ်ကောင်စီကအေအေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကျင်းညာခဲ့ပေမဲ့အပြစ်ခတ်ရက်စဲရေးဆွေးနွေးကြောင်း စဉ်းစားစရာတစ်ချက်မှာနေဆက်တလျှောက်ကိုအေအေကထိမ့်ချုပ်ထားကြောင်းနေဆက်တလျှောက်မြစ်တီအဖွဲ့စီထိမ့်ချုပ်ထားသည့်ဖြစ်စေတိတွေ့ဆက်ဆံရမယ်လို့သူကဆိုပါတယ်မြန်မာစစ်တပ်ကနေဆက်ကိုပြန်ထိမ့်ချုပ်နိုင်ပြီဆိုရင်အရင်အတိုင်းကျွန်တော်တို့သူတို့နဲ့တိတွေ့ဆက်ဆံမယ်လို့ခါလီလာရာမန်ကပြောပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရကအေအေနဲ့တိတွေ့ဆက်ဆံနေကြောင်းဧပြီလမှာထုတ်ဖော်ပြောပြတဲ့နောက်မှာမြန်မာစစ်တပ်ကတတမန်ရေးရအရာကန့်ကွက်ခဲ့ပါတယ် အေကလက်ရှိမှာနေဆက်တလျှောက်ထိန်းချုပ်ထားတာဖြစ်လို့ကျွန်တော်တို့သူတို့နဲ့ကြီးတွေ့ဆက်ဆံရတာဖြစ်ပါတယ်။ဒါကပကတိအရှိတရားပါလို့သူကထောက်ပြထားပါတယ်။ကုံတယ်ရေရိုဟင်ဂျာအရေးမှာဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာစစ်ကောင်စီနဲ့ကြီးတွေ့ဆက်ဆံခဲ့ပြီးမကြာမီကမြန်မာစစ်ကောင်စီရဲ့တောင်းဆိုချက်ကိုမဆောင်ဆိုင်ပဲအကူအညီတွေပေးပို့ခဲ့တယ်လို့သူကဆိုပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ပြည်သူအလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။